ကျွန်တော်ပြည်သူတွေအားလုံးမင်္ဂလာပါခင်ဗျာ ESM Knowledge Channel နေကြိုဆိုပါရခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်ပြည်သူတွေကိုကျွန်တော်တို့ Twitter စုဆောင်းတထေးလောင်းအစီအစဉ်လေးကိုညွှန်ပြပေးမှာ ဖြစ်ပါတယ်အားကပါလဲဆိုတော့ကျွန်တော်တို့အိမ်မှာနော်အိမ်တိုင်းလူလူသုံးနေတဲ့ဒီမှာမိသွေးပေါ့နော်မိသွေးတွေကနေအသုံးလို့မရတော့တယ်လို့အမှုန့်တွေကိုကျွန်တော်တို့လွှတ်မပြတ်ဖက်နေပါတော့။ပြန်လဲအသုံးပြုလို့ရအောင်ကျွန်တော်နီလန်းလေးတချို့တော်တော်များများသိပြီးသားပါနော်။ ဒါပေမဲ့မတိသေးတဲ့သူတွေရဲ့မတိသေးတဲ့ကျွန်တော်ရဲ့နော်ပြိသက်တွေအတွက်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအခုလိုကျွန်တော်တို့သုံးလို့အဆင်မပြေတော့တဲ့မရတော့တဲ့မိသေးမှုံကိုကျွန်တော်တို့အခုလိုခွက်တစ်ခုထဲမှာပေါ့နော်ထက်ထက်ပြီးရင်ကျွန်တော်တို့ဘောကထမင်းရည်ပေါ့နော်ထမင်းရည်ကိုလည်းသုံးမပြဖက်နဲ့အခုဒီမိသေးမှုံနဲ့ထမင်းရည်ကိုကျွန်တော်တို့အဲအခုလိုထမင်းရည်လေးပေါ့နော်အတော်လောက်ကျွန်တော်တို့ ဆုပ်လို့နယ်လို့ရအောင်ပေါ့နော်အတော်လောက်ပေါ့ဗျာနော်မနေမများလေးအစူတလေးရပါအောင်ပေါ့နော်တစ်ခုနဲ့တစ်ခုအမှုံလေးတွေတွဲသွားအောင်ပမာဏလောက်လေးအခုလိုလေးတင့်တော်တယ်လို့လေးအတင်တင်လောက်ထည့်ပြီးတော့နော်အခုလိုလေးဖြော်ပေးရမှာပေါ့နော်ဒီသမင်းရည်နဲ့ဒီမီးသွေးမှုံလေးတွေနဲ့အားလုံးကျွန်တော်တို့တမသွားပြီဆိုရင်နော်အခုလိုအလုံးလေးတွေပေါ့နော်အလုံးလေးတွေဟိုတေးချာချာလေးသူဆုပ်ပြီးတော့ဗောနော်အလုံးလေးတွေလုပ်ပြီးတော့ကျွန်တော်တို့ဒါနေဘူးလှမ်းထားမှာဖြစ်ပါတယ်နော် ပနေဘူးလန့်ထားပြီးတော့နေဘူးလို့ရှင်ပေါ့ဗျာနော်နှစ်ရက်လောက်နှစ်ရက်လောက်နေဘူးလို့ရှင်လန့်လိုက်ရင်ကျွန်တော်တို့ဒါမိသွေးလုံးလေးတွေရလာမှာဖြစ်ပါတယ်နော်အဲ့ဒီမိသွေးလုံးလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ထမင်းဟင်းချက်တဲ့နေရာမှာပြန်လဲအသုံးပြုလို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အသုံးပြုလို့မရတော့တဲ့မိသွေးမှုန်တွေကိုလွှင့်ပြဆက်ရမလို့ပဲနဲ့ပြန်လဲအသုံးပြုလို့ရမှာဖြစ်ပါတယ်နော်အခုလို့ကျွန်တော်တို့ချွေချွေထားထားစုစုဆောင်းဆောင်းလေးနဲ့နော်သုံးဆဲမယ်ဆိုရင်ကျွန်တော်တို့အကုန်လဲတက်တာမယ်ကုန်ကြစရိတ်တက်တာမယ် ဒီ trunk way လဲယော့လာမှာပေါ့နော်တဖြည်းဖြည်းနဲ့ဒါတထေးတွေဖြတ်လာမှာပေါ့ဗျာနော်တထေးမင်းကြီးတွေဖြတ်လာမှာနော်ကဲဒါမတိသေးတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ညဝေပေးရင်သာဖြစ်ပါတယ်ခင်ဗျာနော်တီရီသားလူတွေလည်းအရှိမှာပါနော်အခုလို့ဒါထမင်းရည်လေးနဲ့ပြန်ပြီးတော့လုံးလာဖြတ်ပါတယ်ခင်ဗျာမရအလုံးလည်းမဟုတ် 这样，这两样，这样。 ခုလိုလေကျွန်တော်တို့အားလုံးလုံးပြည့်ရင်ကျွန်တော်တို့နေဘူးလှမ်းထားပေါ့နော်2ရက်3ရက်လောက်နေရင်ဒါပြန်လဲပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်။ကဲကျွန်တော်ရဲ့ပရိသတ်တွေလည်းနော်ငွေကိုကျွန်တော်တို့သုံးပြီးမှပို့တဲ့ဟာကိုစုဆောင်းတာမျိုးမလုပ်ဖက်နဲ့ပေါ့နော်။ကိုတက်နိုင်တဲ့လောက်လေးစုဆောင်းပြီးတော့မှပို့တဲ့ငွေကြေးတွေကိုကျွန်တော်တို့ချွေတာအသုံးပြုရင်အပြင်တော့တထေးကြီးတွေအများဖြစ်ကြပါစေခင်ဗျာ။ကျွန်တော်ဗီဒီယိုလေးတွေကိုအမြဲမပြတ်နော်။အားပေးစောင့်မျှော်ပြီးတော့ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ